कुझु न की न ရှင် Skyline Update Channel ကိုကြည့်ရှုအားပေးနေကြတဲ့ချစ်ခင်လေးစားပါတော့မိဘပြည်သူများရှင်စမောင်းရီမာလူမျိုးများဟာရှင်းနစ်ပေါင်းများစွာတွေကစတင်ပြီးတော့ကိုပိုင်ရည်ကျေးမှုကိုပိုင်အမှုတစ်ခုမှလက်ရာများဖြင့်ကပအလယ်မှာမမမက်မက်နဲ့ရက်တီလာခဲ့ကြတဲ့လူမျိုးများပဲဖြစ်ပါတယ်စမောင်းရီမာလူမျိုးများအလွန်တန်ဖိုးထားရတဲ့အမှုတစ်ခုမှလက်ရာထဲမှာတစ်ခုပါဝင်ဖြစ်တဲ့တပင်းပညာဆိုရင်တော့ရှင်းနစ်ပေါင်းများစွာတွေကစတင်ပြီးတော့မြေဝိုင်းအကနဲ့စတင်ခဲ့ရမှာအခုဆိုရင်တော့ခေတ်ဆက်ဆက်ပြောင်းလဲတိုးတက်လာတဲ့နည်းအများကျွန်မတို့တီထွင်စတင်မှုများစွာရှိပါတယ်ရှင်အခုဆိုရင်တော့ပြည်သူတွေစစ်ကြရဲ့ဖိုးချစ်ရဲ့ဇန်လာတပင် တော့ရန်ကုန်မြို့မှာကျင်းပပြုလုပ်ရရှိပါရရှင်။မိဘပြည်များရှင်ဖိုးချင်ရဆိုရင်တော့2000ခုနှစ်ကစတင်ပြီးတော့တပင်းနုပညာလဲကိုစတင်ဝင်ရောက်လာခဲ့တပင်းပညာရှင်တယောက်လည်းဖြစ်ပါရရှင်။2012ခုနှစ်ရန်ကုန်မြို့မြို့သားကားဆက်ရုံမှာနောက်ဆုံးဖြော်ပြတင်ဆက်မှုများကျင်းပပြုလုပ်ခဲ့ပြီးတော့အခုဆိုရင်တော့2014ခုနှစ်ဩဂတ်လ9ရက်နေ့ဩဂတ်လ10ရက်နေ့ဩဂတ်လ9ရက်နေ့မှာရန်ကုန်မြို့ပြည်သူ့ရင်ပြင်မှာသုံးရက်တိုင်တိုင်ကားပြဖြော်ပြတင်ဆက်မယ်လို့လည်းသိရပါရရှင်။မိဘပြည်သူများများရှင်ဒီဖြော်ပြတင်ဆက်မှုကဆိုရင်တော့ကျမတို့ရွှေနတ်နာဆန်မြကြီးရောပလဲမြို့တီတတ်ထမဒုက္ခရိုက်တာမှာတိဆောက်လူတန်းမဲ့တပင်ဘွားဘွား ရိတ်တာအတွက်ကျင်းပပြုလုပ်ရရန်ပုံမွေဖြောဖြေးဝက်တွေလည်းဖြစ်ပါရဲ့ရှင်။မြို့ပပြည်ကောင်များကိုဒီကနေ့မှာကျင်းပပြုလုပ်ရရှိရဲ့မြို့ရွှေမန္တာဖို့ချစ်ရဲ့ဇန်အလှတပင်ကားပြဖြောဖြေးတင်ဆက်မှုများကိုဆက်လက်ရိုက်ကူးတင်ဆက်ပေးသွားကြမှာရှင်။မင်္ဂလာပါခင်ဗျာဟုတ်ကဲ့ပါအခုဒီကနေ့ညမှာအခုအနေနဲ့ဘဲခန်းကနာနေပြီးကားပြဖြတ်ပြတင်ဆက်မလို့ဆိုအရင်ဦးဆုံးအနေနဲ့မိတ်ဆက်ပေးပါအောင်ရှင့် ကျွန်တော်တို့ကတော့ဟိုဘောအယုတ်ဆုံးပေါ့ဗျာเนาะကျွန်တော်ဒီမှာအစီအစဉ်တွေပါတဲ့အခန်းတွေမှာအများကြီးပါပေါ့နှစ်ပါးသွားလဲပါတယ်ကျွန်တော်ပြက်ဆက်ကြီးလဲပါတယ်เนาะအော်ပရာတွေလဲပါပါတယ်တကယ်เนาะအဲ့မှာအဲ့မှာအစုံပေါ့ရုပ်ဆုံးပေါ့အဲ့ဒီမှာကျွန်တော်သေုပ်ဆောင်ပြရမှာပေါ့ဗျာနောက်ပြီးတော့နောက်ပြီးတော့ကျွန်တော်ကိုကိုချင်းတူလေးကောင်းစင်မင်းသားလေးလေးကလေးလေးအဲ့တော်တော်လေးကကျိုးသေးကမယ် ကျွန်တော်ကျိုးဆွဲပြရအောင်ပါဟုတ်ကဲ့ဟုတ်ကဲ့အကောင်းလေးနဲ့ရောအရင်တုန်းကပေါ့နော်အာဇမင်းသားဖိုးချစ်ရဲ့ဇက်တပင်တွေမှာကာပြတုတ်ပြတင်ဆောက်မှုရောရှိခဲ့ဘူးလားလားရှင့်ကျွန်တော်ညီလေးဖိုးချစ်နဲ့ကျွန်တော်လက်တွဲတာတော့ဒီနေ့ဆို၄နှစ်ရှိပါပြီကျွန်တော်2017တည်းကစပြီးတော့လက်တွဲတာပါဟုတ်ကဲ့ပါကောဒီကနေ့ညမှာဆိုရင်ပေါ့နော်ထူးခြားအနေနဲ့ဒီပေါ်ဒီဇဲလာတပင်ရပါပေါ့နော်ထူးခြားတဲ့ရန်ပုံဝေဖြောက်ပွဲတစ်ခွဲဖြစ်ပါတယ်အဲ့ပုံမှာအကိုရဲ့အမြင်လေးတွေလည်းပြပြပေးပါအောင်နော်အမတန်မှမုံမြတ်တဲ့ပွဲပါပဲဗျာဒီလေးရဲ့ စိတ်ကူးရအမတန်မှကျွန်တော်ချစ်ကျူးပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တပည့်ပညာရှင်များရဲ့တက်ကြီးလာလို့ရှိရင်နေရထိုင်ရစားတော့ရတယ်ဘောကအမတန်ခက်ခဲရှိပါတယ်ဗျာ။အဲ့တော့တက်ကြီးတပင်တွေများအတွက်ဘိုးဘွားရိတ်တာတိဆောက်ဖို့ရံမုံငွေအတွက်ဒီဘွက်ကရတဲ့အတွက်ကျွန်တော်တို့လည်းအယံဝမ်းတာတယ်။ပီတိလည်းပြစ်တယ်။အလူငွေဒါနပေါ့ဗျာ။ကျွန်တော်တို့ကတော့လောအားဒါနပေါ့နော်။အဲ့ဒါနဲ့ကျွန်တော်တို့ကလောအားဒါနလူပညာလောအားဒါနပေါ့။ ကျွန်တော်ပြိတ္တော်မင်းများလည်းအများကြီးပဲကျွန်တော်လှူဒန်းကြပါတယ်အဲ့တော့ပျော်တယ်ဗျအယံပီတိဖြစ်တယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါအခုပွဲရလည်းမစလေပွဲစတော့မယ်ဆိုတော့ကိုယ်နေနဲ့ရင်ခဲကခန်းစားချက်လေးရအောင်ဘယ်လိုမျိုးရှိမလဲရှင့်ရင်ခဲကခန်းစားချက်ကတော့ကျွန်တော်ယုံထဲမှာလာကြည့်တဲ့ပြိတ္တတွေရော နော် sky နဲ့ကကြည့်နေတဲ့ပြိတ္တတွေရောကျွန်တော်တနိုင်ငံလုံးအားလုံးကိုဖြောပြရတဲ့အတွက်အားလုံးစုံစုံလင်းလင်းကြည့်ရတဲ့အတွက်ဝမ်းသာလို့မဆုံးပါဘူးဗျာကျွန်တော်ဟိုဟာဒီဝမ်းသာမှုတော့အများကြီး ဒီနေ့မှပြောမပြတာကိုဝမ်းသာပါတယ်ခင်ဗျာဟုတ်ကဲ့ကိုဒီကနေ့ညပါတော့ဇန်လာတပင်ရလေတဆင်ပါတော့အကိုအပယ်ရရှိကြပြိတက်ကြီးတော့အကိုဇမင်းနာဖို့ချက်ကိုအပယ်ရရှိကြပြိတက်ကြီးတော့အကိုအနေနဲ့စကားလက်ဆောင်လည်းပြောကြပေးပါအောင်ရှင်မြမတပင်ကိုတကယ်ဒီလီစားစားချစ်ချစ်ခင်ခင်တန်ရုံးစင်နဲ့ထားပြီးတော့ကျွန်တော်တို့ထမင်းကျွေးနေတဲ့ကျွန်တော်တို့ရဲ့ထမင်းရှင်ဟင်းရှင်ဆက်သမမြောက်ဂျေဇုရှင်ပါဗျာကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေမှာအနန္တနာနာ၅ပါးရှိပါတယ် ျွန်တော်တို့သဘင်တဲ့ကျတော့အနန္တောနန္ဒာ၅ပါးနဲ့မဟုတ်ဘူးအနန္တောနန္ဒာ၆ပါးပါလာကြည့်တဲ့ပြိတ္တများအားပေးတဲ့ပြိတ္တများကျွန်တော်တို့ရဲ့သတ္ထမမြောက်ဂျေဇုရှင်မှာအဲ့ဒီဂျေဇုရှင်များကို ကျွန်တော်တို့အစင်သာဝရကျွန်တော်တို့တက်ကြွနဲ့အမှုပညာနဲ့ပြိတ္တများပျော်ရွှင်မှုတန်ကျိုးပြည့်ပြည့်အတွက်ကောပြိတ္တများအတွက်ကောမြမသဘင်ကိုချစ်ခင်ကြတဲ့သတ်သဘင်ချစ်တဲ့ပြိတ္တများအတွက်ကောနော်အမှုပညာချစ်တဲ့ပြိတ္တများအတွက်ကော ကျွန်တော်တို့ကြိုးစားပန်းစားနဲ့ရောပြေကတက်ဆက်လို့ပြီးသွားမှာပဲပြိဿများလဲထာဝရကျမ်းမာချမ်းသာကြပါစေနော်ဘေးရန်ကင်းကြပါစေအားလုံးပဲချမ်းသာကိုစိတ်မြဲပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာပါကိုဝိုင်းချေအခုလိုမျိုးအင်တာဗျူးဖြစ်ပေတဲ့အတွက်ကိုညီမတို့ Skynet Update Channel ကနေကျေးဇူးများတင်ရှိပါတယ်ကိုဟောကျွန်တော် Skynet ကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်နော်အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ချက်ရပရိသတ်များကိုလည်းအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ သိခွန်လေးစေကျွန်တော်ကနားခင်ရင်တော့ကျွန်တော်လူပညာပြနေမှာပါပဲကျွန်တော်ကိုချင်းလို့ကစ္စရာတော် ပွဲတော့ဒီကြားအစီအစဉ်ပြီးတော့ပွဲတွေကပြစ်တာတော့များပါတယ်ဒါပေမဲ့ဒီပွဲကြတော့အဲကျွန်တော်လည်းမကြခင်ဒီဆောက်တော့မဲ့ဘောဘွားကြီးသာအတွက်အဲဟိုတခါတည်းဖြစ်တော့အောင်ပေါ့နော်လူပွဲလေးဖြစ်ပြောင်းလိုက်တာပါဟုတ်ကဲ့ဟုတ်ကဲ့အရင်တော့ဟို စီကိန်းနဲ့ပတ်သက်တာတွေကပြတာပေါ့နော်အခုကတော့ဟိုကျွန်တော်ရဲ့ကိုပိုင်ဒီအလူမီနီယံဇက်ယုံနဲ့မိုးရွာဒီမှာဒီလိုအပြင်မှာကလို့ရအောင်စ조사ကြည့်တယ်နောက်ရှားစဝင်ပြဆက်တဲ့အော်ပရာတွေအဓိကတော့အကုန်လုံးကမြန်မာမှုဒီအဲတီချာပါမယ်နော်မြန်မာမှုနဲ့နည်းနည်းရောထားတာလေးတွေပေါ့ပြပြပြောင်းလဲထားတာလေးတွေပါပါတယ်အဲ့တော့ဒီမှာဘေးရင်အောင်ရာဇဝင်ကောင်းတို့ချက်ကမယ်မနီယာဆိုရင်ကျွန်တော်အမိရွှေလက်တီပကတ်ရာဇဝင်ပြဆက်ကဖြစ်ပါတယ်ဟုတ်ကဲ့အဲဒီမှာတီလုံးတိုက်ချင်ဇက်ယုံကြီးနဲ့တိုက်ရတဲ့အချိန်ကတော့ကျွန်တော်တည်းနေပါတယ်အဲတရက်တောင် အပြေဘွားလည်းပြောတရက်လောက်ပဲထုံးဆိုတော့ကျွန်တော်ချမ်းမှာတိုက်နေရတော့15ရက်ရက်နဲ့ဆက်လောက်တိုက်ခွင့်ရခဲ့ပါတယ်ဟုတ်ကဲ့ခင်ဗျာဟိုကျွန်တော်တို့ပြိသက်မရှိလို့မဖြစ်ဘူးဟိုပြိသက်ကြောင့်ကျွန်တော်တို့ရက်တီခွင့်အဲနေထိုင်စားသောက်ခွင့်အဲအမှုပညာလုပ်ခွင့်ရတာပေါ့အာပြိသက်မရှိဘဲနဲ့ကျွန်တော်တို့ကဘာမှလုပ်လို့မရအောင်ဟောမြင်များလာအပြီးလေတွေ့ရလေပြိသက်မြင်လိုက်တာနဲ့အတိတ်ပို့ပြီးလုံးချင်းခံရင်းသေးတွေခွန်အားတွေတက်လာတာဒီရွေချက်ကတော့ဒီလိုပါကျွန်တော်တို့မြန်မာပြည်မှာအင်အားအနေဆုံးအားအနေဆုံးရဇက်ယုံကိစ္စတွေဖြစ်တယ် အဲနေရာတိုင်းမှာဇက်ယုံရဲ့အားနေချက်တပင်သမားတွေခံနေကြတာအဲ့တော့နောက်မြူသားကဆက်အောင်ပေါ့ကာဝတ်စီစဉ်ပေးရကျေးဇူးတင်ပါသို့တော့မြူသားကဆက်အောင်ညနေရက်ကရွှေ့သွားလို့မရအောင်မြန်မာပြည်မှာရန်ကုန်မန္တလေးနှစ်မျိုးပဲရှိသေးတယ်ဒါတော့မှမန္တလေးရဲ့ရန်ကုန်တော့မကြီးဘူးပေါ့နော်တီးတယ်နောက်ရန်ကုန်မှာရှိတဲ့မြူသားကဆက်အောင်ကလက်ရှိပြပြဆုံမှုရှိလာဆိုလိုအပ်ချက်တွေအများကြီးပေါ့အဲ့တော့ရွှေ့ပြောင်းလို့ရမယ်ဇက်တပင်တွေအတွက်ကဆင်တဲ့နေရာမှာယာတီမျိုးကလို့ရအောင်ကျွန်တော်တို့ကစူးစမ်းရမယ်နောက်အဲ့ဒီရွက်ချက်လည်းပါတယ်ပေါ့ နော်ဟိုဇက်သဘင်အပြင်မှာခန်းစားနေရတဲ့ဘဝအတွေ့အကြုံတွေဖြစ်ပျက်တွေကျွန်တော်စူးစမ်းပြီးတင်ဆက်ရတာဟိုရည်ရွယ်ချက်ကတော့ဟိုပါအဲ့ထက်မြမသဘင်ပုံစံလေးတစ်ခုအနေနဲ့ရောသဘင်ဘဝရည်သားတွေအလူပွဲတွေကိုစေတနာစိတ်နဲ့ရည်ရွယ်တာပါကျွန်တော်ဘဝဥပလဲစိန်ကိုကိုရန်ဆွေရွာလေးမှာလူမသိသူမသိနဲ့သဘင်ပညာဒေကြီးကဏဝင်ကြီးဟာဆုံးခဲ့ရတယ်အဲ့ဒီကရင်ထဲမှာဘိုးဘွားရိတာတပင်ဘိုးဘွားရိတာလုပ်ဖို့ကလွန်ခဲ့တဲ့၈နှစ်လောက်တည်းကရင်ထဲရောက်နေကြတာပါကျွန်တော်မတော်ပြီမဲ့တက်နေတဲ့လောက် ျွန်တော်ရှိတဲ့ခွန်အားနဲ့စူးစမ်းပြီးပြသသွားပါမယ်တင်ဆက်သွားပါမယ်ထပ်ပြီးနောက်ထပ်အနုပညာကြီးလည်းမြင်ချအောင်ပါ 眼里可以当回傻叉，丢下观众娘。 ချစ်ခင်လေးစားပါတော့မိမပြည်သူညီကောင်များရှင်ဒီကနေ့မှာရိုက်ကူးတင်ဆက်ပေးလိုက်တဲ့စီစဉ်လေးရတော့ရန်ကုန်မြို့ပြည်သူ့ရင်မြေမှာကျင်းပပြုလုပ်ရရှိတဲ့မြို့ရှင်မန်သာဖိုးချစ်တို့ကတဲ့ဇက်လတပင်းရဲ့ဒုတိယမြောင်နေ့ကားပြပြောပြီးတင်ဆက်မှုများကိုမိမပြည်သူများတို့ရိုက်ကူးတင်ဆက်ပေးခဲ့ကြပဲဖြစ်ပါရဲ့ရှင်မိမပြည်သူညီကောင်များရှင်ဒီဖြောပြတင်ဆက်မှုပါဆိုရင်တော့ကျမတို့မြန်မာနိုင်ငံမှာအသက်အရွယ်ကြီးရင်းတဲ့တပင်းတို့ပညာရှင်များအတွက်ဆက်လုပ်လှူဒါန်းမဲ့တပင်းဘိုးဘွားရိတ်တာအတွက်ကျင်းပပြုလုပ်ရတဲ့ရန်ပုံဝေးဖြောပြတင်ဆက်မှုတစ်ခုလည်းဖြစ်ပါရဲ့ရှင်မိမပြည်သူညီကောင်များရှင်တပင်းဘိုးဘွားရိတ်တာဆက်လုပ်လှူဒါန်းမဲ့ နေရာတော့ရွှေနဲ့တာဆက်ပြခြင်းရောပလဲမြို့တိသတ္တမဒုက္ခရိတ်တာအတွင်းမှာတိဆောက်လူတမ်းမယ်လို့လည်းသိရပါတယ်ရှင်။ဒါကြောင့်ဒီဖော်ပြတိဆောက်မှုပါဆိုရင်တော့အလုံးဝမြတ်လာတဲ့ဖော်ပြတိဆောက်မှုတစ်ခုလည်းဖြစ်ပါရဲ့ရှင်။ဒီဘပြည်ကများရှင်ကျမတို့ဒီကနေ့အစီအစဉ်လေးကိုတရှိအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးများကြီးတင်ရှိပါရယ်။ဒီဘပြည်ကများအားလုံးလည်းစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းများနဲ့ပြည့်စုံနေကြပါစေရှင်။